ာရဘုရားသည်မိသားစုကိုတံပိုးထားသောဘုရားဖြစ်တယ်။ဒါကြောင့်နှုတ်ကပတ်တော်ရမှာကြည်တဲ့အခါမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့အဖလို့ပြောတယ်။ကျွန်ုပ်ရဲ့အဖလို့မပြောဘဲကျွန်ုပ်တို့အဖလို့ပြောတယ် Our Father လို့ပြောတယ်ဆိုတဲ့အရာကသင်တယောက်တည်းပဲဖြတ်တန်းစေခြင်းနဲ့ဘုရားမဟုတ်ဘူးမိသားစုဖြစ်ခြင်းကိုဘေးဒပ်လို့တဲ့တိဆောက်တဲ့ဘုရားဖြစ်တယ်။ယုံကြည်သူတယောက်သင်တဲ့ကျွန်ုပ်ဖြစ်လာတာနဲ့မိသားစုဆိုတဲ့အတိုင်းဝိုင်းထဲမှာဘုရားကသင်တဲ့ကျွန်ုပ်ကိုနေရာချတာဖြစ်တယ်။ ဒါကြောင့်သူကဗာပြောလဲဖခင်ရဲ့သားသမီးဖြစ်ရတော့ခွင့်ကျုံဖြစ်ရတဲ့ခွင့်တော့မပြောဘူးနော်ဖခင်ကတင့်ကိုမိသားစုဝင်နဲ့ခြံရံပြီးယုံကြည်သူမှထားတယ်ဆိုတဲ့အရာကတင့်တယောက်တည်းထီထီနေဖို့မဟုတ်ဘဲနဲ့အဲ့ဒီမိသားစုဝင်အချင်းချင်းကပေါင်းစည်းပြီးတော့အတူတကွလှုပ်ဆောင်ဖို့လည်းဖြစ်တယ်ချို့ယုံကြည်သူတွေကကျမယုံကြည်သူအချင်းချင်းလဲမိသားအောင်မဖွဲ့ချင်ဘူးကျမတယောက်တည်းပဲနေချင်တယ်ဆိုရင်တော့ချင်းသေးပဲဒီဝိညာဉ်ရောက်မှာချဆင်းဖို့ရန်လွယ်နေပြီ ဒီနေ့ခိုင်ခန့်သောစပွဲမှာကျွန်တော်ကြည့်တဲ့အခါမှာဒီစပွဲလို့ပြောလာပြီးဆိုရတဲ့မိသားစုကိုကိုစားပြုနေခြင်းဖြစ်တယ်။စပွ�ဲလို့ကြည့်တဲ့အခါမှာစပွဲနှမျိုးရှိတယ်။ပထမစပွဲကဧည့်သည်စပွဲပြောကြည့်ပါဦး။ဧည့်သည်စပွဲဆိုတာတင့်အိမ်ကိုဧည့်သည်ကလာပြီးဆိုရင်အရင်အချိန်တွေကတင့်အိမ်ကရှုပ်ပွားကောင်းရှုပ်ပွားလိမ့်မယ်။ဒါပေမဲ့ဧည့်သည်လာပြီးဆိုရတဲ့ချက်ချင်းပဲတန့်ရှင်းရေလုပ်တယ်။နန်နေကောင်းနန်နေလိမ့်မယ်ချက်ချင်းပဲအမွေးတွေနဲ့ဖျန်းတယ်။ 但呢，爱的要比这他们外貌爱更难呢。你看呢，我们讲这嘛，我们是这么心里面，他们爱的要比谁？啊，讲说心里啊，你那听出来？听人家的 what are，what are，what are？啊，讲出来。啥呢？哎呀，怕呀，啥呢？我我哩哩啥呢？但呢，爱的，我 tell you，我呀爱谁谁呢？我呀爱，我那个哎嘛，哪哪辈人呢？哎呀，谁呀？你看，拼命要拉，拼命要拉，拼命要拉，哎，那个爱的，怎么样的？ တဲ့ဇပွဲဒီ reality လို့ခေါ်တဲ့အမှန်တကယ်ဖြစ်ခြင်းကိုမသိရဘူး။ဒါပေမဲ့နောက်ထပ်ဇပွဲကမိသားစုဇပွဲဖြစ်တယ်ပြောကြည့်ပါဦးမိသားစုဇပွဲ။မိသားစုဇပွဲကတော့ဟင်းကောင်းတာလည်းသိတယ်မကောင်းတာလည်းသိတယ်အဲ့ဒါမိသားစုဇပွဲကျင်တယ်။မိသားစုဇပွဲထဲမှာငပိရေချိုလည်းဖြစ်ခြင်းဖြစ်မယ်ချက်သားရုံလည်းဖြစ်ခြင်းဖြစ်မယ်။မိသားစုဇပွဲထဲမှာခွဲခြားခြင်းကလည်းမရှိဘူး။ဘာကြောင့်လဲဆိုတော့တင်းမိသားစုထဲမှာအားနေသောသူတွေရှိတယ်။ အမသင်ကခွန်အားကြီးတယ်တယောက်ကအငယ်ဆုံးတယောက်ကအားနေတယ်ဆိုရင်လေအဲ့ဒီအားနေတော့သူကလည်းမိသားစုဝင်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဇပွဲမှာသူရှိနေတာဖြစ်တယ်။ကနေ့ဖယားကတီဆောက်တာကဧည့်သည်ဇပွဲကိုမတီဆောက်ဘူး။မိသားစုဇပွဲကိုတီဆောက်တယ်အသင်းတော်ကိုကြည့်တဲ့အခါမှာကျွန်တော်တို့မျိုးတွေ့ရတယ်ပထမတစ်ခုက Universal Church လို့ခေါ်တယ်အဲ့ဒါကကမ္ဘာလုံးဆိုင်ရာအသင်းတော်ဖြစ်တယ်ခရစ်တော်ကအသင်းတော်ရဲ့ဦးခေါင်းဖြစ်တယ်ကျွန်တော်တို့တယောက်စီတိုင်းအားလုံးကဒီကမ္ဘာလုံးမှာရှိတဲ့ယုံကြည်သူတွေကကိုယ်ခန္ဓာဖြစ်တယ် နောက်တစ်ခုရှိသေးတယ်အဲ့ဒါက local church လို့ခေါ်တဲ့ဒေသန္တရအသင်းတော်ဖြစ်တယ်ဖခင်တင့်ကိုဘယ်နေရာမှာခွဲကပ်မသားထားလဲဆိုရဲအသင်းတော်ဖြစ်တယ် local church လို့ပြောတဲ့အခါမှာ local church တိုင်းမှာတည်နေရပြရှိတယ်ဖခင်တင့်ကိုခွဲကပ်မသားထားတဲ့အသင်းတော်ကိုဘလို့သိနိုင်မလဲဆိုတာအရန်လွယ်တယ်အဲ့ဒါကပါလဲဆိုတော့တင့်ရဲ့ဝိညာဉ်ရေးရာကိုအတိက ပြုစုပေးတဲ့အသင်းတော်ကတင့်ကိုဖခင်ခွဲကပ်မသားထားတဲ့အသင်းတော်ဖြစ်တယ် အဲ့ဒီအသင်းတော်နှမျိုးနဲ့အတူထပ်ပြီးတော့ပါထပ်ထပ်ပေါ်လာလဲဆိုတော့ခရစ်ယာန်နှမျိုးထပ်ပေါ်လာမြို့ပထမခရစ်ယာန်ကပါလဲဆိုတော့ Spring Christian နဲ့ຫນွေဦးရာတီခရစ်ယာန်အဲ့ဒီတချို့သောယုံကြည်သူတွေက migratory bird လို့ပဲအသင်းတော်ကအချိန်နဲ့ကောင်းရင်အဲ့အသင်းတော်မှာရှိနေတယ်။ဒါပေမဲ့အဲ့ဒီအသင်းတော်ကအခက်အခဲပြဿနာကြုံပြီးဆိုရင် ပြန်တန်သွားပြီးစကြက်ကောင်းတဲ့အရာကိုနောက်ထပ်ခရစ်ယာန်အသက်တာကတော့ authentic christian လို့ခေါ်တယ်။ပြောကြည့်ပါဦး authentic christian အရာကခရိယအစင်မှန်ဖြစ်တယ်အတင်းတော့အချိန်တွေကဒုက္ခရောက်နေပါစေခက်ခဲနေပါစေငွေချေးတွေမှာပဲဖြစ်နေပါစေကောင်းဆောင်ပိုင်းမှာပဲခက်ခဲနေပါစေဒါပေမဲ့တစ္ဆာရှိစွာဖြင့်ပါဝင်လှုပ်ဆောင်တဲ့လူရဲ့အတ္တဓာတ်ထဲမှာဘုရားရဲ့ကောင်းချီးမင်္ဂလာကအမြဲတမ်းစီးဆင်းနေမှာဖြစ်တယ်ဘုရားကတင့်ကိုဘာကြောင့်ဒီတန္တရာအတင်းတော်မှာရှိစေခြင်းလဲဆိုတော့ placement လို့ခေါ်လဲဘုရားတင့်ကိုနေရာချခြင်းလို့ဖြစ်တယ်ဝိညာဉ်ပိုင်းဆိုင်ရာမှာဘုရားကတင့်ကိုနေရာချခြင်းတယ်အတင်းတော်ဆိုတဲ့အရာကလေ့ကျင့်တက်ဆင်ပြီးတော့ရရဖြစ်တယ်ဘာမဲ့အတင်းတော်ထဲမှာအတ္တဓာတ်ကိုတစ်စိမိတစ်စင်တစ်စိမိတစ်စင်တစ်စိမိတစ်စင် ်စိုက်ပျိုးတဲ့လူရဲ့အသက်တာကအချိန်တန်လို့ကြည့်တဲ့အခါမှာသူ့ရဲ့အသက်တာကသူတော်သတိမထားမိလိုက်ဘူးဒါပေမဲ့သူ့ရဲ့အသက်တာကတဖြည်းဖြည်းတိုးတက်လာတယ်မြင့်တက်လာတဲ့အရာကိုသူသတိထားမှဖြစ်တယ်။များစွာသောခရိယန်တွေကပြဿနာဖြစ်ထွက်ပြေးကြတယ်။အိုးဒီသင်တော်ကပြဿနာတွေများလိုက်တာကွာဟုတ်ပဲသင်တော်ရွှေ့တယ်။ဟုတ်ပဲသင်တော်ရောက်တော့ပြဿနာတွေကပုံများလာတယ်။သင်ကိုဖခင်ကပြဿနာတွေကို ပေးထွေတာကအသက်ရှင်အောင်တခုတည်းသာမကဝိညာဉ်ရေးရမှာရင့်ချက်ဖို့အထွေဖရာဆွဲခေါ်ခြင်းလို့တရားတွေကိုသင်ထွေးရတာဖြစ်တယ်။ဒါပေမဲ့ပြေတနာကပါလဲဆိုတော့မတည့်တဲ့သူလာပြီးဆိုရင် မသွားခြင်းတော့ဘူး။ဖရာမျက်မှောက်တော်ထက်သူ့မျက်မှောက်ကမျက်လုံးထဲမှာအထဲထိကိုဝင်နေတာ။မိသားစုများတဲ့ရဲ့အသက်တာကတော်တိုက်ချင်းမရှိဘူးဆိုရင်ဘယ်တော့မှကြီးထွားလာမှာမဟုတ်ဘူး။ ။သင်ပင်နာကလူကသင်ဝိညာဉ်တတရင့်ချအောင်ကိုလှုပ်ပေးတာဖြစ်တယ်။သင်ဝိညာဉ်တတကိုပြုစုပေးတဲ့သူကအဝေးကြီးမှာမဟုတ်သင်ပင်နာလူအဖြစ်သင်ဝိညာဉ်တတတိုးတက်လာမှာဖြစ်တယ်။ဟာလေလုယာ။